ါကျွန်တော်ကအဲ့ဒီတုန်းကနောက်ဆုံးဈေးလဲရောင်းတယ်ပေါ့နော်အကျော်လဲကျွန်တော်ရောင်းတယ်ပြီးတော့ကျွန်တော်မှဟိုဗက်ဒီဆိုင်ကဘေးလေးရှိတယ်ဆိုကျွန်တော်အဲ့ဒါလေးနဲ့လဲဒလဘာတွေပစ္စည်းတွေလိုက်ပို့တာပေါ့ဒါတွေကလဲဟိုတခါလေကြတော့ဟိုဘောကမှာခိတခဏဒီဘောလုံးနဲ့ဝေးခွာတဲ့အချိန်မှာကျွန်တော်အလုံးတစ်ခုလုံးဖြစ်သွားတယ်ဆိုပေမဲ့ကျွန်တော်ဒီလုံးလေးလုံးလိုက်တဲ့အချိန်မှာလဲမျက်စိပွင့်နားပွင့်တကယ်ကိုဖြစ်သွားတယ်ဒီလုံးကိုလုံးလိုက်ရတဲ့အချိန်ကြတော့ကျွန်တော်ဘာပဲပြောပြောနေရာဆုံးကိုကျွန်တော်ရောက်တယ်ဘာပဲပြောဒီနေရာဆုံးရောက်တဲ့အချိန်မှာလဲဘယ်နေရာကိုပဲရောက်ရောက် ဒီဆိုင်ကယ်စီးနဲ့သွားတဲ့ဟိုအခက်ခဲရအဆပေါ်လေကိုယ်ကိုလည်းရေးစင်ကစားသမားတယောက်ဆိုတဲ့အရာမျိုးနဲ့ဘယ်နေရာလေးကိုပဲသွားသွားအဲတွေ့တယ်ဆိုလို့ရှိရင်ဘာလာဖို့လဲကျွန်တော်ပြည်စည်းလာဖို့တာကအဲလမ်းမသိလို့မေးတာအစပေါ့လေကိုယ်ကနောက်ဆုံးကျတော့အကစားသမားလားဆန်းဆန်းမုံမုံလားပါညာမေးအဟုတ်ပါတယ်ဆိုအာတကယ်တို့ကလည်းကစားသမားဘုရားလည်းအရန်ကုန်ယူတယ်ပေါ့အခုဒါမျိုးလုပ်တဲ့အချိန်ကျတော့လည်းအဲ့လိုပေါ့ဆိုတော့ဒီလိုသွားလာတဲ့အချိန်မှာလည်းကျွန်တော်ကိုဆန်းဆန်းမုံမုံဆိုတဲ့နာမည်တခုပြောလိုက်ရုံနဲ့ပြည်သက်တွေတိတာလည်းဒါကျွန်တော်ဒီရဲ့ အလုံးကစားခဲ့တဲ့အကျိုးကျေးဇူးပေါ့နော်ကျွန်တော်ဒါတာကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်သွားလာတာစအကုန်လုံးအဆင်ပြေချောမှုစာနဲ့သွားရတဲ့ဟာပေါ့ဆိုတော့ဟိုတကယ်ဆိုရင်ကျွန်တော်ကအဲလက်ထောင်နီးပြားကိုကျွန်တော်ဒီအကျော်ရောင်းနေတဲ့အချိန်မှာကျွန်တော်16နှစ်အောင်မျိုးသမီးသင်းကိုဟိုပထမလှုပ်ပြီးကမှကျွန်တော်ကခဏနားတဲ့အချိန်မှာဒီအသွားရောင်းတာပေါ့ဒါမဲ့အခုအဲ့ဒါတွေမလုပ်တော့ဘဲနဲ့ကျွန်တော်ကိုပြန်ပြီးတော့ဘလုံးဖက်ရုပ်ကပြန်ကန်းလန်းလို့အခုလောရတဲ့အပေါ်မှာဟိုဘာပဲပြောကျန်တဲ့ဒီဈေးရောင်းခဲ့တဲ့ຢာတွေကျန်တဲ့ဟာတွေကိုဘာမှကျွန်တော်အကုန်လုံး အဲလောက်ခဲ့တဲ့ဟာတွေအကုန်လုံးမေ့ပြီးတော့မှဒီအသင်းပေါ်မှာပြန်ပြီးတော့မှကိုကူညီပေးရမယ့်အရာကိုလုပ်ပေးရမယ့်အရာကိုလက်တော့နေပြဆရာဆရာတယောက်ဆိုပြီးမှလည်းဟိုလက်တော့နေပြအလုပ်တစ်ခုတည်းမဟုတ်ဘဲနဲ့အသင်းနဲ့ပတ်သက်တဲ့လိုအပ်ချက်တာအကုန်လုံးပေါ့ကလေးတွေရဲ့လိုအပ်ချက်တွေရောအသင်းမှာလိုအပ်တဲ့ဟာတွေရောအားလုံးကိုဗာမဲ့ပြောပြောကိုယ့်ရဲ့တာဝန်တစ်ခုလိုမျိုးမဟုတ်ဘဲနဲ့ဟိုကိုလုပ်ပေးရမယ့်အရာတွေရဲ့လို့ပဲသတ်မှတ်ပြီးတော့ကိုအကုန်လုံးအားလုံးကိုလုပ်ပေးတယ်။အဲ့တော့ဒီဒေါ်လကတွေကိုပြန်ရောက်လာတဲ့အချိန်မှာကျွန်တော်ပံ့ပိုးပေးနိုင်တဲ့အရာတစ်ခုနဲ့ လည်းရေးစင်ကစားသမားဘဝရောအခုနီးပါးဆရာတောင်းအနေနဲ့ဘလုံးဘောချုပ်ကိုပြန်ပြီးတော့ဟိုလှုပ်ပေးရတဲ့အတွက်တော့ဟိုကိုကူတော့ဟိုကျေနပ်ပါတယ်ပြီးတော့ဒီနောက်ရှေ့ဆက်ပြီးတော့ဟိုဆက်ပြီးတော့တာဝန်ပေးမယ်လောက်ရမယ်ဆိုလို့ရှိရင်လည်းပါပြီးတော့ကျွန်တော်မှရှိတဲ့ငွေအားကျွန်တော်တို့ပေးဆက်နိုင်တဲ့ဟာမျိုးနဲ့တော့ဆက်ပြီးတော့လုပ်သွားမှာ ျွန်တော်ကဒီဟိုနီးကစားသွားဘဝကနေနားပြီးတော့ကျွန်တော်ဒီနီးပြစတဲ့ဝင်ရောက်လုပ်တဲ့ရပါလို့ကျွန်တော်၁၉နှစ်ရောက်အမျိုးသမီးအသင်းမှာလည်းအာဒါနီးပြကျုပ်တသက်ဝင်တဲ့အတူတူကျွန်တော်လက်ထောက်နီးပြလုပ်ခဲ့တယ်အတုံးကလည်းကျွန်တော်တို့ကဒီအမျိုးသမီးသင်းနေနဲ့ယူ၁၉အနေနဲ့ကျွန်တော်တို့ကဟိုကမ္ဘာဗလာချစ်စစ်ပွဲပေါ့နော်အဲ့ဒီကျွန်တော်တို့ကအောင်မြင်ခဲ့တယ်ပေါ့နီးပြတယောက်အနေနဲ့။ဒါပေမဲ့အခုလက်ရှိလည်းကျွန်တော်မြန်မာလေးစီအမျိုးသမီးသင်းမှာအဲလက်ထောက်နီးပြအပြည့်ကျွန်တော်ဟိုစတင်လုပ်တဲ့အချိန်မှာလည်းဘာပြောဒီကလေးတွေနဲ့တောက်ချောက်တွဲတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအမျိုးသမီးဟိုလေးစီအသင်းမှာကျွန်တော်ကစားခဲ့တယ် ါမဲ့ဟိုအောင်မြင်မှုကစီးကိန်းလိုပွဲမျိုးကြီးမှာဆိုကျွန်တော်ဒုတိယနဲ့ပဲကျင်းတ်ပြီးတော့ကျွန်တော်ရဲ့ကစားသမားဘဝကိုဆုံးသက်ခဲ့ရတာပေါ့လေဒါပေမဲ့ကျွန်တော်ဒီပြတစ်ယောက်ဖြစ်လာတဲ့အချိန်ကြောင့်ကျွန်တော်ဒီမျိုးသမီးသင်းတဲ့များဟိုတရောင်းတနေကကျွန်တော်တခုခုလုံးခွင့်ရမယ်ဆိုတော့အခုဆိုလက်တော်ဒီပြနဲ့လုံးခွင့်ရတဲ့အချိန်မှာဒီအမျိုးသမီးသင်းလေးကိုအောင်မြင်မှုတစ်ခုရရကျင်တာပေါ့နော်ခုဒီပြဖြစ်တဲ့အချိန်လေးမှာပဲဒါပေမဲ့အခုဒါမျိုးသမီးသင်းရဆိုလို့ရှိရင်ပြီးခဲ့တဲ့အာဆီယံချန်ပီယံရှစ်မှာလည်းကျွန်တော်တို့က BNL ကိုနိုင်ပြီးတော့တတိယဆုကျွန်တော်တို့ရခဲ့တယ်အခုဒါ ဟို2023စီးကိန်းမှာလဲဒါမိန်းကလေးတွေကမထင်မှတ်ထားလောက်အောင်ပေါ့ကျွန်တော်ဆိုကစားသမားဘဝက2023 Asian ပေါ့ Asian မှာတော့ကျွန်တော်တို့ဒီ Julia ကိုကျွန်တော်တို့ကရှုံးပြီးတော့မှဟို final ကျွန်တော်မရောက်ခဲ့ဘူးပေါ့နော်ကစားသမားဘဝအခုနီးပါးဘဝမှာဗာပဲပြောပြောဟိုအုပ်စုမာတွေကကျွန်တော်တို့ကချက်ခဲ့တယ်ဒါမဲ့ကိုနီးပါးဘဝရောက်တဲ့ချိန်မှာဒီကလေးတွေကစူးစမ်းအထောက်အမှုနဲ့ဟိုအောင်မြင်မှုတစ်ခုကိုကျွန်တော်လိုချင်ခဲ့တာပေါ့ဗာပဲပြောနောက်ဆုံးကျွန်တော်တို့ကအဲဆီမီဖိုင်နယ်အထိကျွန်တော်တို့ကတက်တယ်ယူရီးယားနဲ့ကျွန်တော်တို့တွေ့တယ်ပေါ့နော်ဒါဗာပြောယူရီးယားကိုကျွန်တော်တို့ အဲ20အရှုံးကနေမှပြန်ပြီးတော့ကလေးတွေကစူးစမ်းအထုံးမှုနဲ့ပြန်ပြီးတော့၄ခု၅ခုနဲ့ကျွန်တော်အနိုင်ရရှိသွားတယ်ပေါ့အဲ့မှာတွေကဟိုလက်ထပ်နီးပြဆရာတောင်းနေတယ်အရန်ကိုစပြီးသွားတဲ့ကလည်းဒီစီးကိန်းစသွားတဲ့ကလည်းကျွန်တော်ကအောင်မြင်မှုတစ်ခုဟိုရကျင်တယ်ကိုနီးပြပေါ်တယ်နောက်ဆုံးတော့အမှန်တိုင်းပြောမယ်ဆိုရင်စီးကိန်းကိုကျွန်တော်ရွှေ့လို့ကျင်တာနီးပြဆရာတောင်းနေနဲ့ပါရှိတဲ့အချိန်မှာကိုယ့်အသိကိုကိုကစားခဲ့တဲ့နဲ့နဲ့ဆယ်ကျော်ကစားခဲ့တဲ့အချိန်ဒီနိုင်ငံအတွက်ဒီစီးကိန်းရွှေရမယူပေးခဲ့ရပဲနဲ့ဘလုံးမဘွားဆုံးချုံးခဲ့ရတယ်ပေါ့နော်ဆိုတော့ကလေးတွေရကြိုးစားအားထုတ်မှုနဲ့ကျွန်တော်တို့က ရိုးရောင်းနိုင်ပြီးတော့မှ final တက်သွားတဲ့အချိန်မှာအဲ့အချိန်ကြီးကဟိုရင်ထဲမှာပုံမပြနိုင်ဟိုကိုကိုတိုင်း PD ဖြစ်တာတဲ့ကလေးတွေလည်း PD ဖြစ်တာပေါ့လေသူတို့ဘုရားမှာပါတယ်ပြီးတော့ BNI ကိုနောက်တစ်ဆင့်ကျွန်တော်တို့ကဟို final မှာကစားလိုက်လို့များရွှေတိစုရားလိုက်မယ်ဆိုလို့ရှင်ဒါကျွန်တော်တို့အမျိုးသမီးဘောလုံးတမိုင်းတစ်ချောင်းမှာလည်းဒါအောင်မြင်မှုကြီးကြီးမားမားကြီးဖြစ်တယ်လို့ကျွန်တော်အနေနဲ့လည်းဒါလက်ထောင်နီးပြတယောက်အနေနဲ့ဟိုမကန်ငယ်နဲ့ရလဲတကယ်ကို PD တွေဖြစ်တယ်လို့တကယ်လို့များရရှိခဲ့မယ်ဆိုရင်တော့ကိုဘုရားရဲ့တကယ်ကိုကြီးကျယ်ဆုံးဒီ ခန်းနာတစ်ခုလိုမျိုးတော့မှာပဲကိုကိုဘွားအတွက်တတ်မှတ်တာပေါ့လေတခုခုတော့မှာပဲဒီရွှေရခဲ့တော့လုံမယ်ဆိုတော့အတိုင်းတာတစ်ခုထိတော့မှာမျော်လင့်ပြီးတော့မှာဒီကလေးတွေရဲ့ final အထိရောက်တဲ့အချိန်ဒီကိုလက်တော်နေပြတယောက်အနေနဲ့တကယ်ကို IT ပျော်ရွှင်ခဲ့ရတာတော့ရှိတယ်ခန်းနာချက်ကကျွန်တော်တို့ကဒီစည်းကိမ်းပွဲကိုသွားစတင်ဝင်ရောက်ရှင်ပြန်နေရကျွန်တော်ကလည်းလက်တော်နေပြအနေနဲ့ပဲပါတယ်ဒါပေမဲ့ကလေးတွေကျွန်တော်အုပ်စုမတွေကကျွန်တော်တို့ကဖိလစ်ပီးနဲ့ VN တို့အုပ်စုတွေကြတယ်ကကျွန်တော်တို့ကဘာလို့ပြောတာဖလက်ဘီဆိုရင်လည်းဒီ ကမ္ဘာဖလားခြေစပွဲအထိဟိုသွားကံကွင်းတိရထားတဲ့အသင်းပေါ့လေဟိုစီးကိန်းဆိုလို့ရှိရင်လည်းဟို BNN တဲ့ကချန်ပီယံဖြစ်ထားတာဆိုတော့အဲ့မှာတည်းကကျွန်တော်တို့ကပြည်သက်တွေအားလုံးလည်းမျောလင်းချက်ကိုကျွန်တော်တို့ကိုယ်တိုင်ရဲ့ဟိုဂျုံညင်မှုတစ်ခုပေါ့ဗျာကစားတော့မကစားရသေးဘူးဒါပေမဲ့အုပ်စုတော်မှကျွန်တော်တက်ပါမလားဆိုတဲ့ပုံစံအခြေအနေမှာကျွန်တော်ရှိခဲ့တယ်ဒါပေမဲ့ဟိုရှိတဲ့အရာနဲ့ကျွန်တော်တက်နိုင်ပြကစားမယ်တို့တို့ဘယ်လိုပဲရှိရှိကလေးတွေရဲ့ခံယူချက်နဲ့ကျွန်တော်တို့မှလည်းဟိုကလေးတွေကိုပံ့ပိုးပေးလို့ရတဲ့အတိုင်းတော်ကိုလည်းကျွန်တော်တို့သွားခဲ့တာပေါ့အုပ်စုမှကျွန်တော်တို့က ဖလပန်ကိုနိုင်လိုက်တဲ့အချိန်မှာတော့တကယ်ကိုမျောလင်းချက်တစ်ခုရှိသွားပြီ final ရောက်ဖို့အတွက်ပေါ့လေဆိုတော့ final ရောက်ဖို့အတွက်ကိုစီမီဖိုင်နယ်ကလည်းလာဖြစ်တာအဲ time ဖြစ်နေ time ဖြစ်နေတော့ဘာလို့တကယ်ကိုဟိုဘဝအတွက်ကျွန်တော်ဘလုံးသွားဘဝမှာလည်းဒီ2013နဲ့ကကျွန်တော်တို့ကယူရီးယားကိုအဲ့မှာရှုံးပြီးတည်းကကျွန်တော်နောက်ပိုင်းယူရီးယားနဲ့ကဟိုကစားတဲ့ပွဲတွေမှာကျွန်တော်တို့ကရှုံးမဲ့ရှိတော့ဒီပွဲကကျွန်တော်တို့အတွက်အကစားသမားတွေအတွက်လည်းမှတ်တိုင်တခုဖြစ်တယ်လို့ကျွန်တော်လည်းလက်တော့နေပြအနေနဲ့ပါလာတဲ့အချိန်မှာဒီရိုးရီးယားကိုမြန်နိုင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကဒိုင်းနာတခုတည်းကျွန်တော်ပြောရမယ်ပေါ့လေအမျိုးသမီးရဲ့ အောင်မြင်မှုကဟို step by step ဒီရိုးရဲကိုကျွန်တော်တို့ကအနိုင်ခံမှဖြစ်မှာကလေးတွေစိတ်ထဲမှာလည်းဒီတက်ကတ်ကြီးကိုဒီရှုံးလာတဲ့ဟာကြီးကိုတို့ကလည်းပြန်ချိပမယ်ဆိုတော့အဲ့ကျွန်တော်ပြီးတော့ဒီတစိုံနိုင်လိုက်ရင်ကျွန်တော်တို့ final ဆိုတဲ့ဟာမျိုးရောက်ပြီဆိုတော့ဗောနော်ဆိုတော့ဘိုင်းမျောလင်းချက်နဲ့ကလေးတွေမှာရှိတယ်လို့ကျွန်တော်တို့ကလည်းအများကြီးကလေးတွေနဲ့စိတ်ပိုင်းဆိုင်ရာတွေရောကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ဟာတွေကအစားကလေးတွေစိတ်ပိုင်းဆိုင်ရာနဲ့ပြောပြီးတယ်ဒီ time ကိုဘာပဲပြောပြောပြန်ပြီးတော့ခြေကြမယ်ဒီဟာဘာပဲပြောခြေခွင့်ရောက်ဖို့အတွက်ရောက်လာတယ်ပေါ့လေဆိုတော့အဲ့ဒီစူးစမ်းမှုနဲ့ကျွန်တော်တို့ကကစားတာ အဲပထမပိုင်းကလည်းကျွန်တော်တို့ကတို့ဒူးကြီးတို့အဟက်နဲ့သွားပြီးမှနောက်ပိုင်းကျွန်တော်တို့ကချေပါကိုနဲ့21ဖြစ်ဒါမှအဲ့ချိန်လေးကလေးတွေကတကယ်ကိုကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီပေါ်မှာလုံးဝမမ်းမချအောင်ဘာပဲဖြစ်ဖြစ်ဒီရိုးရရောကျွန်တော်တို့နိုင်ကိုနိုင်ရမယ်ဒီတဆင်ရတော့ဆိုတော့ဒါကလေးတွေကစူးစမ်းအထောက်အကူနဲ့ကျွန်တော်တို့ပြန်နိုင်သွားတယ်ဆိုတော့အဲ့ဒီအထီးပေါ့ကျွန်တော်နောက်ဆုံးအဲ21ဖြစ်တဲ့အချိန်ကြီးကပျော်နေတော့ဒါမှမဟုတ်ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်နောက်တစ်ခါချေပါကိုပြန်ရတယ်ပေါ့နော်တူးတူးဖြစ်တဲ့အချိန်မှာလည်း မိဘဆရာတောင်းအနေနဲ့ကစားသမားဟိုဘွာတော့ဆိုလဲတကယ်ကိုဖြစ်ခဲ့တယ်လို့ထိုင်နေနေကိုဟိုဘလို့နေလို့နေရမှအဲ့လိုပေါ့ပီတိဖြစ်နေတာပေါ့လေခြေပါကိုရလိုက်တယ်ခြေပါကိုရတယ်ကကျွန်တော်တို့မျိုးသမီးရဲ့စိတ်ဓာတ်ကတခုရှိတယ်ကျွန်တော်တို့အတူတူရှင်ကစားနေရင်လည်းတယောက်နဲ့တယောက်အဲ့လိုပြိုင်ဆိုင်မှုကကိုတကယ်ကိုတူလာခဲ့ပြီဆိုကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကလေးတွေကမရတော့ပို့ပြီးတော့သူတို့အရန်ဖြစ်ချင်လာတာပေါ့လေဆိုတော့အဲ့မှာကျွန်တော်တို့ကတူတူဖြစ်သွားတယ်အဲ့အချိန်မှာဒီစန်းတော်ရဲ့နောက်အနိုင်ကိုပေါ့၃ကိုမြောက်ကိုရတဲ့အချိန်မှာ ဟိုကွဲနေတော့မှပဲဟိုပြေးဝင်ခြင်းတဲ့စိတ်တွေအဲ့လိုမျိုးထိကိုဖြစ်တာပေါ့လေတကယ်ပီတိဖြစ်သွားတယ်နောက်ဆုံးဟိုဒီယူရီးယားကိုနိုင်ရင်လည်းအတွက်ပီတိစိတ်နဲ့ဒီကလေးတွေဟိုတို့ရဲ့ဒီယူရီးယားပေါ်နိုင်တဲ့ဟာရဲ့ပိုနီးပြဘွားမှာလည်းယူရီးယားကိုနိုင်ပြန်နဲ့ရလိုက်တယ်ဆိုတော့ပီတိကိုအရန်ဖြစ်ခြင်းနေတဲ့အချိန်မှာဟိုပွဲကိုတကယ်မင်းမင်းအဲ့လိုပေါ့မိနစ်60အဲ့မှာကိုပြီးကျင်တဲ့အဲ့လိုစိန်လို့ထီအောင်ကျွန်တော်ဖြစ်တယ်ပေါ့နောက်ဆုံးအဲ့လိုပေါ့ပူပန်မှုတွေနဲ့အောင်မြင်မှုကိုတကယ်ကို ဟိုစိတ်ထဲမှာဝမ်းသာနေတဲ့အချိန်မှာမျက်နှာကိုလူသားလဲလိုက်တဲ့အချိန်မှာသူကတော့တိတိတသာအချိန်ပုံမှာဘိုးရှူလိုက်ရင်ဖြစ်တဲ့အတွက်တကယ်ကိုရင်ထဲမှာလုံးဝကိုဟိုပျော်ပြီးတော့ဗောနောပီတိဖြစ်ပြီးတော့အာပွဲပြီးတာနဲ့ဟိုလုံးဝကိုပြောမပြတတ်အောင်ဟိုကလေးနေနဲ့ဝင်ပြီးတော့ပျော်ခဲ့ရတာဒါကတော့ကျွန်တော်ဘဝအတွက်ဒါလူရဆရာဘဝမှာအပျော်ဆုံးဖြစ်ခဲ့ရတဲ့အမှတ်တရ